အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ဖောက်ထားတဲ့ဒင်ဂျင်လေးဘလောက်ထိရတာရှိပြီးတော့ဘလောက်ထိလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဒင်ဂျင်ဖောက်လို့ရတယ်ဆိုတာကိုကျွန်တော်ကလာပြီးတော့မျှဝေပေးပါပါရေကြံနေတယ်ဆိုလို့ရှိရင်ဒင်ဂျင်ကမကောင်းသေးပါဘူးရေလုံးဝမကြံမဲနဲ့အခုလိုမျိုးလုံးဝချွတ်ချွတ်မှုတွေလေးဖြစ်နေမှသာဒင်ဂျင်ကအရန်ကောင်းတဲ့ဒင်ဂျင်လို့သတ်မှတ်လို့ရပါပါဘလောက်ထိကောင်းလဲဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်နော်လုံးဝစောင်းချလိုက်ခါချလိုက်လုံးဝမကြအောင်နော်ဒင်ဂျင်လုံးဝမကြအောင် လုံးဝပြုတ်ကျသွားခြင်းမရှိဘူးထွက်ကျသွားခြင်းမရှိဘူးဒီပုံမှာလည်းရေလုံးဝမကြံဘူးအရန်ကူမှာကောင်းမွန်တဲ့ဒင်ကျင်ဆိုတာကိုဒီလိုပုံစံမျိုးနဲ့ဆန်းသက်လို့ရပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒင်ကျင်ကိုပြားရည်လေးနဲ့အချေဖောက်ပြမှာဖြစ်ပါတယ်ပြားရည်နဲ့ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အရန်ကူမှာစားလို့ကောင်းစေပါတယ်ဒါကတော့စိုးဥနှွားနှုတ်လို့ခေါ်ပါတယ်ဒီစိုးနှွားနှုတ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့မလိုင်ပြပါတာကြောင့်အရန်ကူမှာဒင်ကျင်လေးဟာစိစိခက်ခဲလေးနဲ့ပို့ပြီးတော့အနှေ့ရတာရှိနေပါတယ် ဆိုးနွားနှုတ်ကိုကျွန်တော်က1000မီလီဂရမ်သုံးတာပါတယ်ဒါဆိုလို့ရှိရင်အိုးကိုအပူပေးကဆိုးနွားနှုတ်ကိုကျွန်တော်တို့မီးအလယ်လက်နဲ့တည်တည်ချာချာလေးအပြိုပေးရမှာဖြစ်ပါတယ်အခုလိုနွားနှုတ်ကြိုတဲ့အခါမှာသတိထားမယ့်အချက်ကဇွန်းကိုအိုးအောက်ခြေထိထိအောင်ငွေရမျိုးမဟုတ်ဘဲနဲ့ဇွန်းကိုအပေါ်ရန်ရှက်ကငွေပေးရပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အိုးအောက်ခြေထိထိအောင်ငွေလိုက်မယ်ဆိုလို့ရှိရင်အောက်မှာကတ်နေတဲ့ ဂျိုးတွေ ਆ ဆိုလို့ရှိရင်ကျွန်တော်တို့ဒင်ဂျင်ဖောက်တဲ့အခါမှာအနှောက်ယှက်ဖြစ်စေပါတယ်ဒီဂျိုးတွေကြောင့်ဒင်ဂျင်ဟာမကောင်းတာဖြစ်နိုင်ပါတယ်ဒါကြောင့်အပေါ်ရန်ရှက်ကမှွေပေးရပါမယ်ပြီးရင်စူသွားပြီဆိုလို့ရှိရင်တော့ရေခဲတိတာထဲမှာထဲအေးခံပြီးသွားရင်တော့အခုလိုပဲကျွန်တော်တို့ဒင်ဂျင်စပြီးတော့ဖောက်ဖို့အတွက်ပြင်ဆင်လို့ရပါပြီခင်ဗျာခုနကပြောဖို့တစ်ချက်မိသွားလို့ပေါ့နော်အေးခံနေဆိုတာရေခဲတိတာထဲမှာလုံးဝအေးသွားတဲ့အထိထားရမျိုးမဟုတ်ပါဘူးအခုလိုပဲကျွန်တော်တို့လောင်းချလိုက်တဲ့အခါမှာအငွေးလေးတွေထွက်နေမယ် ပြီးတော့နွားနို့ကိုဒနေနည်းနည်းယူပြီးတော့ကျွန်တော်တို့လက်ပေါ်မှာတင်ကြည့်လိုက်တဲ့အခါမှာနွေးတယ်ဆိုတဲ့အရာသာကိုခံစားရတဲ့အနေအထားဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ဒိန်ချင်ဖောက်လို့ရပါပြီ။နွားနို့ကိုစူပေါ့အောင်ကြိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်နွားနို့1000မီလီကနေ900မီလီကန်လောက်တော့ကျန်ရပါမယ်။ပြီးရင်တော့အခုလောင်းချပေးနေတာကတော့ပြားရည်ပဲဖြစ်ပါတယ်။ပြားရည်150မီလီရယ်ကျွန်တော်အရင်တော့ဟောက်ထားတဲ့ဒိန်ချင်150မီလီရယ်ကိုဇတ်တူထဲကကျွန်တော်တို့တေးသေးချာချာလေးနှမ်းဆက်အောင်ငွေပေးရမှာဖြစ်ပါတယ်။ ဒင်ဂျာဆိုရင်ကျမ်းပါရေးအတွက်အရန်ကုန်မကောင်းမွန်တဲ့စိတ်တစ်ခွက်ဖြစ်တာကြောင့်ကျွန်တော်တို့ဒင်ဂျာဆိုလို့ရှိရင်လူကြီးလူငယ်မျိုးလုံးဝကုန်မတောက်တုံးသွင်းတဲ့ကျမ်းပါရေးအစားအစာတမျိုးဖြစ်တာကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးသွားရင်တော့တစ်ခါတော့တော့အိမ်မှာတန်တန်ရှင်းရင်လေးလှူစားကြည့်သေးချင်ပါတယ်ပြီးရင်တော့ဓာတ်တွေကိုကျွန်တော်ကအားလုံးထည့်ပြီးသွားရင်တော့စနစ်တကျလေးနှံ့ဆောင်အောင်လို့ရောမွေးပေးရပါမယ်တေချာလေးနှံ့ဆက်မှသာဒင်ဂျင်လေးကပို့ပြီးတော့ကောင်းပါပါ ဒင်ဂျင်ရဲ့အကျိုးအလိုက်ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒင်ဂျင်ကိုညမေးခင်တစ်ခွက်တောက်မယ်ဆိုလို့ရှိရင်တနေ့ကုန်ပင်ပန်းထားတဲ့ခန္ဓာကိုယ်ကြီးရာဆိုလို့ရှိရင်အကျောချင်းတွေတောင်တင်းနေမှာဖြစ်တဲ့အတွက်ကြောင့်ဒင်ဂျင်ကိုတစ်ခွက်တောက်ပြီးအိပ်လိုက်မယ်ဆိုရင်အကျောချင်းတွေပျော်သွားပြီးတော့ကျွန်တော်တို့နှစ်နှစ်ချက်ချိုက်နဲ့အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။မနက်ခင်းနှိုးထလာတဲ့အခါမှာလည်းကျွန်တော်တို့လန်းလန်းဆန်းဆန်းနဲ့နှိုးထလာရတဲ့အရာတာကိုခံစားရမှာပါ။ဒါကြောင့်ဒင်ဂျင်ရာဆိုလို့ရှိရင်လူတွေအတွက်ကျန်းမာရေးနဲ့အရန်ကုန်မှာတင့်တော်တဲ့စီးတစ်ခွက်ဖြစ်ပါတယ်။ပြီးရင်သူက အစာရင်နဲ့ဥလမ်းကြောင်းကိုလည်းကောင်းမွန်စေပါတယ်။အစာရင်နဲ့ဥလမ်းကြောင်းကိုဘယ်လိုမျိုးကောင်းမွန်စေရလဲဆိုတော့ဥမာအေးထဲမှာရှိတဲ့အညစ်အကြေးတွေအားလုံးကိုဖယ်ရှားပြီးတော့ကျွန်တော်တို့စားသုံးလိုက်တဲ့အစားအစာတွေအာဟာရတွေအားလုံးကိုတည်တည်ချေချာလေးစုပ်ဝင်နိုင်တာကြောင့်ကျွန်တော်တို့ဟာခန္ဓာကိုယ်ကြီးရဆိုလို့ရှိရင်ပို့ပြီးတော့ခွန်အားတွေပြည့်လာမယ်၊ကျန်းမာလာမယ်၊ပို့ပြီးတော့လမ်းစမ်းနဲ့တနေ့တာကိုပိုင်ဆိုင်လမ်းမှာဖြစ်တဲ့အတွက်ကြောင့်ကျန်းမာရေးနဲ့ညီရတဲ့စစ်တစ်ခွက်ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒင်းညင်ကိုအခုလိုပဲတခါစားဘူးလေးတွေနဲ့ဖောက်ရတာပို့ပြီးတော့ကြိုက်ပါတယ်သူ့ရဲ့ဘူးပုံစံလေးတွေကချစ်စရာပုံစံလေးတွေဖြစ်ပြီးတော့ပို့ပြီးတော့စားခြင်းစိတ်ကိုလည်းဖြစ်ပေါ်စေပါတယ်ကျွန်တော်ခုနေတဲ့နိုင်ငံကအေးဒါဖြစ်တဲ့အတွက်ကြောင့်ဒင်းညင်ကိုအခန်းပူချိန်မှာထားပြီးတော့ဖောက်လို့မရပါဘူးအခုလိုမျိုးပဲရေခဲပုံလေးကိုပဲပြီးရင်ရေနွေးကိုကျွန်တော်တို့အဲပူရယ်ပေါ့နော်ပူရယ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်လက်ပေါ်တင်လိုက်တဲ့အခါမှာတော်တော်လေး ူပူနွဲ့နွဲ့လေးဖြစ်တယ်ဆိုတဲ့အနေအထားရှိနေရပါမယ်။အရင်ကျွတ်နေအောင်ပူတာမျိုးလည်းမဟုတ်ဘူး။ပူတယ်ဆိုတာထက်လည်းကျွန်တော်တို့ပို့ပြီးတော့ပူတဲ့အနေအထားပေါ့နော်။အဲ့လိုအနေအထားလေးမှာရှိတဲ့ရေနွေးကိုကျွန်တော်တို့ဘူးရဲ့တဝက်ကြော်ကြော်လောက်ထိရအောင်ကျွန်တော်တို့ထည့်ပေးရပါမယ်။ပြီးွားလို့ရှိရင်တော့ကျွန်တော်တို့ရေခဲပုံးလေးကိုအဖုံးပိတ်ခါ72နာရီကနေ24နာရီအထိခန်းတွင်းမှာထားလိုက်မယ်ဆိုလို့ရှိရင်တော့ဒိန်ကျင်ကောင်းကောင်းလေးကိုရပါပြီခင်ဗျာကျွန်တော်ရဲ့ဒိန်ကျင်လေးကောင်းမကောင်းကိုကျွန်တော်လက်တွေ့ပြပေးမယ်နော် လုံးဝကိုမှရေမကြံမဲနဲ့ဒိန်ကျင်လေးဟာစစ်စစ်လေးနဲ့လုံးဝကိုရေချောက်နေပါပြီအရန်ကိုမှစားကောင်းပါတယ်ဒီဒိန်ကျင်လေးကိုကျွန်တော်တို့ဖောက်ထားရလဲဆိုလို့ရှိရင်ပြားရင်နဲ့ဖောက်ထားတာပါနော် ပြားရင်နဲ့ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိုထက်ထည့်စရာမလိုဘူးအရန်ကိုမှစိမ့်စိမ့်ချိုချိုလေးနဲ့စားကောင်းပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့တူတူဘလိုမျိုးစားလို့ရတယ်ဆိုတာကြည့်လိုက်ကြရအောင်ဒိန်ကျင်ကိုကျွန်တော်တို့စားပြီးတော့ဒီလိုမျိုးထုတ်လိုက်ပြီဆိုကြတဲ့ဒင်းချင်းဟာလေအရန်ကိုရှယ်ရစားလို့အရန်မိုက် ကြည့်လိုက်နော်။ဝင်ချင်းရဲ့အသားလေးရတဲ့နူးမြက်ဤဆက်ပြီးတော့အဲ့လိုဖြစ်နေတာနော်။ဒင်းချင်းကိုကျွန်တော်နီလန်းနှမျိုးနဲ့စားပြမယ်။ဒင်းချင်းကိုလူတိုင်းဟာပုံစံမျိုးမျိုးနဲ့စားကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကအခုဘာနဲ့စားပြမလဲဆိုတာကြည့်လိုက်ကြရအောင်။ဒါကတော့ထိုင်းအထုတ်တဲ့ ကိုကိုနဲ့ချစ်ကလေးပါအရန်ကမှစားကောင်းတယ်ပုံသေးကြောက်လေးကသူကလေကျွတ်ကျွတ်ရွရလေးနဲ့စိမ့်စိမ့်လေးဖြစ်နေရပါတော့သူမှ top bat လည်းပါတယ် top bat နဲ့ကြော်ထားတာဖြစ်တဲ့အတွက်ကြောင့် top bat နဲ့လေးကလည်းမှုပြီးတော့စိမ့်စိမ့်လေးနဲ့ကျွတ်ကျွတ်လေးဖြစ်နေရပါတော့ဒါကျွန်တော် recommend ပေးပါတယ်ဒီထိုင်ရထုတ်တဲ့အုံသေးချောက်လေးရဆိုလို့ရှင်အရန်ကမှစားကောင်းတာဖြစ်တဲ့တော့ဒိန်ဂျင်းနဲ့အရန်လိုက်ဖက်တယ်ပေါ့နော်တစ်ချက်တော့ကြည့်လိုက်ကြရအောင်သူ့ရဲ့ပုံစံလေးရတယ်ဒီလိုမျိုးလေးတည်လား ဓာမျိုးလေးကျွတ်ကျွတ်ရွာလေးနဲ့အရန်စားကောင်းတယ်ထိုင်းရထုတ်ထားတာပေါ့နော်အဲတစိုက်ကိုတစ်ချက်လောက်ကြည့်ပါဒီပုံစံလေးကိုရှာဝဲပါဒိန်ကျင်တဲ့အရန်လိုက်ဖက်လို့ပါတစ်ချက်လောက်စားကြည့်ပေါ့နော်စားကြည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်ပြောတာလေးဘလောက်ထိကောင်းတယ်ဆိုတော့ကိုယ်တိုင်တည်သွားအောင်လို့ပေါ့နော် ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ဖောက်ထားတဲ့ဒင်ဂျင်လေးဘလောက်ထိရတာရှိပြီးတော့ဘလောက်ထိလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဒင်ဂျင်ဖောက်လို့ရတယ်ဆိုတာကိုကျွန်တော်ကလာပြီးတော့မျှဝေပေးမှာပါဒီဒင်ဂျင်လေးကိုကျွန်တော်ဖောက်ထားတာဆိုလို့ရှိရင်အချိန်ကြာမြင့်တာက7နာရီပဲကြာမြင့်ပါတယ်ဒင်ဂျင် PC ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့12နာရီပဲကြာပါတယ်ခင်ဗျာဒင်ဂျင်ဟာဘလော့ထိကောင်းတယ်လဲမကောင်းတယ်လဲဆိုတာကိုကျွန်တော်ရှေ့မှာပြထားသလိုပဲဒင်ဂျင်ကောင်းမကောင်းကိုသိချင်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကြည့်လို့ရပါတယ်เนาะဒင်ဂျင်အချိန်ဖောက်သွားပြီဆိုလို့ရှိရင် ်စောင်းကြည့်ပါလုံးဝအောက်ကိုပြုတ်မကြလာဘူးရေလည်းလုံးဝမကြံဘူးဆိုလို့ရှိရင်ဒင်ကျင်လေးရရပါပြီကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ထညက်တို့တကြားတို့ထဲ့တယ်ဗျာထညက်ကြီးတို့တကြားကြီးတို့ထဲ့တယ်ဒါပေမဲ့ကျွန်တော်လုံးဝမထည့်ထားဘူးဘာဖြစ်လို့မထည့်တော့တာလဲဆိုလို့ရှိရင်ဒီဒင်ကျင်ကိုကျွန်တော်စပြီးတော့အချင်းဖောက်ခရဲကပြရင်နဲ့ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အရန်ကမှချူချူမှုမှုလေးနဲ့ဒင်ကျင်လေးကချူချူချင်းချင်းစစ်စင်လေးဖြစ်နေရပါတော့ဒါကြောင့်ထက်ပြီးတော့ဘာမှထည့်စရာမလိုတော့ဘူးနော်ကိုကိုနဲ့ချစ်ကလေးနဲ့ ီလိုမျိုးလေးမှွေပြီးတော့စားနော်စားတဲ့အခါကျလို့ရှင်ကျွန်တော်ဒီလိုမျိုးလေးလေဒိန်ဂျင်ကိုလေးပြပြလေးပဲကြိုက်တယ်ဗျာသိလားဒီချက်လောက်ကြီးကြီးပေါ့နော်ဒီတော့ဒိန်ဂျင်လေးကိုပြပြလေးပဲကြိုက်တယ်လုံးဝရေဓာတ်ပါရင်ကျွန်တော်ဒိန်ဂျင်ကိုတိတ်မကြိုက်ဘူးပေါ့နော်အားကြောင့်ကျွန်တော်အတိုင်းလေးလိုက်ပြီးတော့စားကြည့်အရန်ကမှကောင်းမွန်တဲ့ဝမ်းလည်းမှန်စေတယ်ပြီးရင်အသားရည်လည်းလှစေတယ်ပြီးလို့ရှင်ဒိန်ဂျင်ကအသက်ရှည်စေတယ်ဗျာနော် ဒါကြောင့်ကျွန်တော်တို့အိမ်မှာအလွယ်တကူနဲ့လှုပ်ရှားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မိသားစုတွေဒင်းဂျင်ကိုမကြာခဏလှုပ်ရှားဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်။ကျန်းမာရေးနဲ့အရန်ကိုညီညွတ်တဲ့အစားအစာဖြစ်တဲ့အတွက်ကြောင့်လှုပ်ရှားကြည့်စေချင်ပါတယ်ခင်ဗျာ။စားပြီနော်။အောင်အောင်နင်းချောက်လေးရလေ ကျွတ်ကျွတ်မွမွလေးရယ်ဒင်ကျင်ရဲ့ကျွတ်ကျွတ်ဆင်းဆင်းရတာလေးနဲ့ဆိုတော့လေအရန်စားလို့ကောင်းတာဒင်ကျင်က၁၂နှစ်ရွေးကြတယ်ဗျာဖောက်ကြတာလေအချိန်လေးရမ်းရင်မကြဘူးကျွန်တော်တို့ညအိတ်ခန်းကြီးမှာကျွန်တော်တို့စပြီးတော့ဖောက်လိုက်မယ်ဆိုရင်မနဲ့ဆိုစားလို့ရပြီဗျာသူက၁၂နှစ်ကြော်ွားလိုက်ရတယ်ကြော်ွားပိုကောင်းတာပေါ့နော်ပိုပြီးတော့ဒင်ကျင်အချင်းပိုဖြစ်တာပေါ့အဲ့လိုပုံစံလေးပြီးသွားပြီဆိုရင်ကျွန်တော်ရေခဲတိတာထဲမှာထည့်ထား၃ဘက်၄ဘက်ကတော့အသားလေးစားလို့ရတယ် ကျမ်းမာရင်လည်းအရန်ညီညွတ်ပြီးတော့ fresh ဖြစ်တယ်ဗျာနတ်ဆက်တယ်ကျွန်တော်ဆိုင်းဒီမှာဝယ်စားမယ်ဆိုရင်တော့မှဆက်တင်နဲ့လောက်ထားဖြစ်တဲ့တကြောင်မှာဘလို့လောက်ထားလဲဆိုတော့ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့မြင်ရတဲ့အခါကျတော့မသိဘူးဒါပေမဲ့အိမ်မှာလောက်တာကျတော့ကိုကိုယ်တိုင်လောက်ထားဖြစ်တဲ့တကြောင်မှာတန့်ရှင်းတက်ရမှုလည်းရှိတယ်လို့ကျမ်းမာရင်လည်းညီညွတ်တယ်စားကြည့်နော်อืม E já vai agora? Vamos ver, Juliana. Có bên này đường nhóm muối nhỉ? Thế nhớ tôi xong rồi. Thế nhớ đi nè. Ô. Chơi con đâu bạn? ွားဒင်ဂျင်ကြိုက်တယ်လို့မလို့တော့မသိဘူးအဲ့ဒီအုံဒီချောင်းနဲ့ဒင်ဂျင်နဲ့အလုံးဝကိုရှယ်သူရတာဗျာဒင်ဂျင်လေးကချင်းချင်းစင်းစင်းလေးရယ်ပြီးအုံဒီချောင်းကလည်းအချိုတက်ရတာလေးနည်းနည်းပါတယ်ပြီးထောဘက်နဲ့လှုပ်ထားတယ်ကြွကြွရွာလေးနဲ့ဆိုတော့စဉ်းစားကြည့်မစားခင်ကိုစဉ်းစားကြည့်ရင်ဟိုသိဘလောက်ထိကောင်းတယ်ဆိုတော့ဗောနော်လှုပ်စားကြည့်ပါလှုပ်စားကြည့်တော့မှကျွန်တော်ပြောတာဘလောက်ထိ ကောင်းပြီဘလောက်ထိရတာရှိလဲဆိုတာသိမှာပြီးရင်ကျမ်းမာရင်လည်းအရန်ကုန်မှညွတ်ပါတယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီကျွန်တော် vlog လေးကိုကြည့်ပြီးသွားပြီဆိုရင်တော့တစ်ခါတော့လုံစားကြည့်စေချင်တယ်ပြီးရင်ဘလောက်ထိကောင်းလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာ comment လေးရေးပေးပါကျွန်တော် vlog အောက်မှာ comment လေးရေးပေးပါဘလောက်ထိကောင်းတယ်ဘလောက်ထိရတာရှိတယ်ပြီးရင်ဒီကလေးလုံနေနေအဆင်မပြေတာရှိရင်လည်းလာပြီးတော့မေးလို့ရပါတယ် အသေးစိတ်ကျွန်တော်အကုန်လုံးကိုပြောပြပေးပါမယ်မချင်းမချမ်းပြောပြပေးပါမယ်ဒီဗီဒီယိုမှာလည်းကျွန်တော်လုံနည်းကိုလည်းအသေးစိတ်ပြပေးထားမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာလည်းပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်တည်တည်ချာချာလေးကြည်ပါမရှင်းတာရှင်လာပြီးတော့မေးပါစေတနာထားပြီးတော့ကျွန်တော်တည်တည်ချာချာလေးအကုန်လုံးပြောပြပေးပါမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီနည်းကိုကျွန်တော်တယောက်တည်းတိလို့ကျွန်တော်တယောက်တည်းစားနေလဲအကျိုးမရှိပါဘူးအားလုံးကိုကျွန်တော်မျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဘလော့လေးတွေကိုစီစဉ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ ရှေ့ရှေ့မှာလဲနောက်ထပ်ကျွန်တော်ဘလိုဘလော့လေးတွေရိုက်ရမယ်ဘလိုဟာလေးတွေသိကျင်နေဆိုတာကိုကျွန်တော်ကိုကွန်မန့်လေးတွေရေးပေးပါကျွန်တော်အကောင်းဆုံးဖြစ်အောင်တင်ဆက်ဖို့အတွက်အသင့်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ကျွန်တော်စားလိုက်ပါဦးမယ်